ဓာတ်ထုတ်လွှင့်မှုကိုပြန်လည်ပြီးတော့စတင်ပေးပါရမယ်။ဒီနေ့ညမှာတင်ဆက်ပေးမယ့်သတင်းတွေကယာယီသမရနဲ့ရုရှားသမရဗလာဒီမာပူတင်ကရင်မလင်နန်းတော်၌တွေ့ဆုံပြီးနျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရေးအပအဝင်နှစ်နိုင်ငံကဏ္ဍဆောင်၌ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေးဆိုတဲ့သတင်း ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျန်တရားရေးကော်မရှင်ဩဂတ်ထပူဇုံမှုကြီးမင်းအောင်လိုင်းကာဇက်စတန်နိုင်ငံသို့တရားဝင်အလုပ်သဘောခရီးသွားရောက်ပြီးဆိုတဲ့တည်းမြန်မာနိုင်ငံကူးလက်မှတ်ကင်ဆောင်ထားသူများအနေဖြင့်မလေးရှားသို့ကာလာတို14ရက်အလက်ပတ်သွားရောက်ရာတွင်ပြည်ဝင်ခွင့်ဗီဇာလိုအပ်ချက်များကင်းလွတ်ခွင့်ပြုဆိုတဲ့တည်း Arisel Battery စက်ရုံမီးလောင်မှုအတွက် company CEO ကိုထောင်ဒဏ်15နှစ်ချမှတ်ဆိုတဲ့သတင်း Colombia ဆဲကျော်တက်ကစားသမား Oros ကိုကို Man U အသင်းအကြိုသဘောတူညီမှုရရှိဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတက်ဆက်ပေးတော်မှာပါဦးဆောင်သတင်းနေနဲ့ယာယီသမရနဲ့ရုရှားသမရဗလာဒီမာပူတင်ကရမလင်နန်းတော်၌တွေ့ဆုံပြီးနျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရေးအပအဝင် နိုင်နိုင်ငံကဏ္ဍဆောင်၌ပူးပေါင်းဆောင်ရွက်ကိစ္စရပ်များဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်နဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံသမရမစ္စတာဗလာဒီမာပူတင်တို့ဟာစက်တင်ဘာ25ရက်ဒေသဆန်တော်ချိန်ညပိုင်းကမော်စကိုမြို့ခရမလင်နန်းတော်မှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါဗျ။တွေ့ဆုံရမှာရုရှားဖက်ဒရေးရှင်းနိုင်ငံသမရကနိုင်ငံတော်ယာယီသမရ နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရဲ့ကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေအားလုံးကိုလှိုင်လဲစွာကြိုဆိုကြောင်းမိမိတို့နိုင်ငံတန်တမန်ဆက်ဆံရေးဟာနှစ်ပေါင်း80ကျော်ရှိပြီဖြစ်ပြီးအစွေတော်ရုရှားနိုင်ငံကိုရောက်ရှိခဲ့ခြင်းတွေမှာနှစ်နိုင်ငံအကြားသဘောတူညီချက်များစွာကိုလည်းရေးထိုးနိုင်ခဲ့ပြီဖြစ်ကြောင်းအခုလိုနှစ်နိုင်ငံအစိုးရနှစ်ရက်အကြားရရှိထားတဲ့သဘောတူညီချက်တွေကိုဆက်လက်အကောင့်ထည့်ဖို့ဆောင်ရွက်သွားနိုင်ရေးအသေးစိတ်ဆွေးနွေးမှာဖြစ်ကြောင်းပြောပါရယ်။ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေးတန်းတာယာရဲ့ကော်မရှင်ဥက္ကဋ္ဌက လုပ်ငန်းတာဝန်တွေမှာအားလက်တဲ့ကြားကဆွေတော်နဲ့အခုလိုထပ်မံတွေ့ဆုံခွင့်ရတဲ့အတွက်အထူးပဲဝမ်းမြောက်မိကြောင်းမြန်မာရုရှားနှစ်နိုင်ငံတန်တမန်ဆက်ဆံရေးဟာနှစ်ပေါင်း80ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီးနှစ်နိုင်ငံတက်မတော်နေရက်အကြားစစ်ဘက်တန်တမန်ဆက်ဆံရေးဟာလည်းခိုင်မြဲတဲ့ချစ်ချည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုအတူတကွလက်တွဲဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတိုင်းဟာ၎င်းတို့ရဲ့အချုပ်ချာအာဏာနဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အကျိုးစီးပွားအပေါ်လုံခြုံရေးအရာထိပါးလာခဲ့ပါကကာကွယ်ပိုင်ခွင့်ရှိတာကိုမိမိအနေနဲ့လက်ခံထားပြီး ရေရှည်တည်နဲ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိဖို့အတွက်ရုရှားနိုင်ငံရဲ့ကျိုးပန်းဆောင်ရွက်ချက်တွေကိုလည်းမိမိအနေနဲ့ကြိုဆိုကြောင်းမကြာမီကာလအတွင်းလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုကျင်းပသွားမှာဖြစ်ပြီးကျင်းပပြီးစီပါကဒီမိုကရေစီစံနှုန်းတွေနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမှာဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပအချိန်မှာနိုင်ငံတကာကလေးလာရေးအဖွဲ့တွေကိုလည်းဖိတ်ခေါ်သွားမှာဖြစ်ကြောင်းအနာဂတ်ကာလတွေမှာလည်းမိမိတို့နိုင်ငံရဲ့ပြည်သူတွေရဲ့ဘုံကျိုးစေဝါတွေအတွက် နှစ်နိုင်ငံအကြားကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်မှာဖြစ်ကြောင်းပြောပါရယ်။အဲ့နောက်နှစ်နိုင်ငံအခြေချည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေနျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုရေးကဏ္ဍရင်းနှီးမြှုပ်နှံမှုကဏ္ဍလျှက်စစ်စွမ်းအင်ကဏ္ဍကျန်းမာရေးနဲ့စေဝါထုတ်လုပ်ရေးကဏ္ဍစိုက်ပျိုးရေးကဏ္ဍပညာသင်ကြားရေးကဏ္ဍ ကာကွယ်ရေးဆိုင်ရာပိုးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးကဏ္ဍနဲ့တခြားကဏ္ဍပေါင်းစုံမှာပိုးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးရင်းနှီးပွင့်လင်းစွာအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကာဇက်စတန်နိုင်ငံသို့တရားဝင်အလုပ်သဘောခရီးသွားရောက်မည်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ ကာဆစ်စတန်နိုင်ငံသမရရဲ့ဖိတ်ကြားချက်အရမကြမီရပိုင်းအတွင်ယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူဂျင်းမြောင်လိုင်ဟာကာဆစ်စတန်နိုင်ငံကိုတရားဝင်အလုပ်သဘောခရီးသွားရောက်ရမယ်လို့သိရပါတယ်၎င်းဟာလက်ရှိမှာ Russian Federation နိုင်ငံသမ္မတ Mr. Vladimir Putin ရဲ့ဖိတ်ကြားချက်အရ Russian Federation နိုင်ငံ Moscow မြို့ကိုရောက်ရှိနေပြီး Kazakhstan သမ္မတ Mr. Kasan Jomas Dokarov ရဲ့ဖိတ်ကြားချက်အရ မကြမီရပိုင်းတွင်ကာဇက်စတန်နိုင်ငံကိုတရားဝင်အလုပ်သဘောခီးသွားရောက်မယ်လို့သိရပါတယ်။ဒီခီးစဉ်အတွင်း၎င်းဟာကာဇက်စတန်နိုင်ငံသမ္မတအပေါင်းဝင်တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးတာ၊စစ်ရုံအလုပ်ရုံတွေနဲ့အထင်ကရနေရာတွေကိုသွားရောက်လေ့လာတာတွေဆောင်ရွက်သွားမှာဖြစ်ပြီးနှစ်နိုင်ငံချင်းချင်းရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်ရေးဆိုင်ရာတွေကိုဆွေးနွေးသွားမယ်လို့သိရပါတယ်။၎င်းဟန်လက်ရှိမှာရုရှားနိုင်ငံမော်စကိုမြို့ကိုရောက်ရှိနေပြီးအဲဒီကနေတဆင့်ကာဇက်စတန်နိုင်ငံကိုသွားရောက်မဲ့အခြေအနေဖြစ်နေပါဗျ။2025ခုနှစ်မေလကရုရှားနိုင်ငံမှာကျင်းပတဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်မွေ280ပြည့်အထိမ်းအမှတ်စီးပြအခမ်းအနားကိုတက်ရောက်ခဲ့စဉ်ကယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရဲ့ကော်မရှင်ဥက္ကဋ္ဌနဲ့ကာဇက်စတန်နိုင်ငံသမရတို့မော်စကိုမြို့မှာရှိတဲ့ Ritz Garden Hotel မှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့သိရပါဗျ။အဲ့လိုပဲ2025ခုနှစ်စက်တဘာလဆန်းကတရုတ်နိုင်ငံမှာကျင်းပတဲ့ တရုတ်ပြည်သူတွေရဲ့ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ကမ္ဘာဖက်ဆက်စန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း180ပြည့်အထိမ့်မတ်စီးပြအခမ်းအနားကိုတက်ရောက်ခဲ့ခြင်းကလည်း၎င်းဟာနိုင်ငံကောင်းဆောင်တချို့နဲ့အလို့တဘောတွဲဆောင်နှုတ်ဆက်ဆွေးနွေးမှုတွေမှာကာဇက်စတန်နိုင်ငံတမရနဲ့ဆွေးနွေးမှုတွေလည်းရှိခဲ့ပါတယ်။မြန်မာနိုင်ငံနဲ့ကာဇက်စတန်နိုင်ငံတို့အကြားတန်တမန်ဆက်ဆံရေးထူထောင်ခဲ့မှုဟာ25နှစ်ပြည့်မြောက်ထားပြီဖြစ်တယ်လို့သိရပါတယ်။ဆလာဘီ မြန်မာနိုင်ငံကူးလက်မှတ်ကင်ဆောင်ထားသူများအနေဖြင့်မလေးရှားသို့ကာလာတို14ရက်အလက်ပတ်သွားရောက်ရာတွင်ပြည်ဝင်ခွင့်ဗီဇာလိုအပ်ချက်များကင်းလွတ်ခွင့်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကူးလက်မှတ်ကင်ဆောင်ထားသူတွေအနေနဲ့မလေးရှားကိုကာလာတို14ရက်အလက်ပတ်သွားရောက်ရာမှာပြည်ဝင်ခွင့်ဗီဇာလိုအပ်ချက်တွေကင်းလွတ်ခွင့်ပြုကြောင်းရန်ကုန်မြို့မှာရှိတဲ့မြန်မာနိုင်ငံဆိုင်ရာမလေးရှားတန်ယုံကသတင်းထုတ်ပြန်ပါရယ်။ အော်တိုဝါတရက်ကအစတင်ပြီးမြန်မာနိုင်ငံကိုလက်မှတ်ကင်ဆောင်ထားသူတွေအနေနဲ့မလေးရှားနိုင်ငံကိုကာလတူလူမှုရေးအလဲပတ်ခရီးသွားရောက်ဖို့ပြည်ဝင်ခွင့်ဗီဇာလိုအပ်ချက်တွေကိုကင်းလွတ်ခွင့်ပြုကြောင်းနေထိုင်ခွင့်မှာ14ရက်အထိနေထိုင်ခွင့်ပြုကြောင်းတန်ရုံးရဲ့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါ့အပြင်မလေးရှားနိုင်ငံကိုဝင်ရောက်ခွင့်ဟာသတ်မှတ်ထားတဲ့နိုင်ငံဝင်ပေါက်ထွက်ပေါက်တွေမှာရှိတဲ့လူဝင်မှုကြီးကြပ်ရေးအရာရှိရဲ့အတည်ပြုချက်အပေါ်မူတည်တာကြောင့်ဗီဇာလိုအပ်ချက်တွေကင်းလွတ်ခွင့်ပြုတာဟာ မလေးရှားနိုင်ငံကိုဝင်ရောက်ခွင့်ရဖို့အာမခံချက်မဟုတ်တာကိုသတိပြုစေလိုကြောင်းတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Arisa Battery ဆက်ရုံမီးလောင်မှုအတွက် company CEO ကိုထောင်ဒဏ်15နှစ်ချမှတ်ဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။2024ခုနှစ်ကတောင်ကိုရီးယားနိုင်ငံမှာ billion battery ဆက်ရုံတရုံမီးလောင်မှုဖြစ်ပြီးဝန်ထမ်း20ကျော်တည်ဆုံးခဲ့မှုအတွက် company CEO ကိုစက်တင်ဘာ23ရက်ကထောင်ဒဏ်15နှစ်ချမှတ်လိုက်ပါတယ်။ အရီဆယ်ဘက်ထရီကုမ္ပဏီကဝန်ထမ်းတွေဘေးကင်းရေးထက်အကျိုးမြတ်ကိုဦးစားပေးတယ်လို့စုဝန်ခရိုင်တရားရုံးကပြောကြားခဲ့ပြီးကုမ္ပဏီ CEO ပတ်ဆွန်ကွမ်ကို2015နှစ်ချလိုက်တာဖြစ်ပါတယ်2024ခုနှစ်ဇော်မာဖြစ်ပွားခဲ့တဲ့ Aerosol ဆက်ယုံမီးလောင်မှုအတွင်းလူ23သေဆုံးခဲ့ပြီးအများစုကတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။တောင်ကိုရီးယားမှာနှစ်ပေါင်းများစွာအတွင်းအစိုးဆုံးစက်မှုလုပ်ငန်းဆိုင်ရာဖြစ်ရပ်ဇိုးတွေကတခုဖြစ်ခဲ့ပါတယ်။ပတ်စွမ်းကွက်အပြင် ကုမ္ပဏီ GM တာဝန်ယူထားတဲ့သားဖြစ်သူကိုလည်းထောင်ဒဏ်15နှစ်နဲ့ငွေဒဏ်ဝန်သက်တမ်းချမှတ်လိုက်ပါတယ်။ပတ်စုံကွန်ဟာဝန်ထမ်းတွေဘေးကင်းရေးအတွက်ညွှန်ကြားချက်တစ်ခုတလေမှမပေးခဲ့ပေ။သားဖြစ်သူထံကလုပ်ငန်းဆွမ်းဆောင်ရေးနဲ့ဆိုင်တဲ့တရင်တွေကိုသာအာယုံဆိုင်ခဲ့တယ်လို့လည်းရုံးတော်ကဆိုပါတယ်။ဇူလိုင်လကနောက်ဆုံးကြေညာမှုမှာပတ်စုံကွန်ကဘယ်စကားလုံးနဲ့ပဲဖော်ပြဖော်ပြလုံလောက်မှမဟုတ်ပါဘူး။ဒါပေမဲ့ကျန်ရေးသူမိသားစုတွေကိုကျွန်တော်ထပ်ပြီးတော့တောင်းပန်ပါရစေလို့ထွတ်ဆိုခဲ့ပါတယ်။နောက်ဆုံးတဲ့တဲ့ပုံနေနေ ကိုလံဘီယာဆက်ကြောတက်ကစားသမားအိုရော့စ်ကိုကိုမန်ယူအသင်းအကြိုသဘောတူညီမှုရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန်ယူအသင်းဟာကိုလံဘီယာကလပ် Fortaleza အသင်းကဆက်ကြောတက်ကွင်းလယ်ခန့်စစ်ကစားသမားအိုရော့စ်ကိုကိုအသက်၁၈နှစ်ပြည့်ချိန်မှာခေါ်ယူဖို့အကြိုသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။အိုရော့စကိုဟာပြီးခဲ့တဲ့ဇွန်လလကမှအသက်18နှစ်ပြည့်ခဲ့သူဖြစ်ပြီးကိုလံဘီယာ U18 အသင်းရဲ့အသင်းကောင်းဆောင်အဖြစ်ခြေစွမ်းပြခဲ့သူပါ ဒါကြောင့်မန်ယူအသင်းကလာမယ့်နှစ်မှာခေါ်ယူမယ့်အကျိုးသဘောတူညီချက်ရယူခဲ့တာဖြစ်ပြီးလာမယ့်ရာသီမှာမန်ယူအသင်းရဲ့ကစားသမားအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။အိုရော့စကိုဟာကိုလံဘီယာရဲ့တောင်းပလာမယ့်ကျယ်ပွင့်ကစားသမားတဦးအဖြစ်စောင့်ကြည့်ခံနေရသူဖြစ်ကြောင်းလည်းသိရပါတယ်။မန်ယူအသင်းရဲ့ဘောလုံးဒါရိုက်တာဂျေဆင်ဝက်ကော့ဟာလက်ရှိအချိန်မှာပြည်ပကလူငယ်ကစားသမားတွေကိုခေါ်ယူဖို့ပုံမစိအားထက်သန်နေရလို့သိရပါတယ်။ အလဲမင်းရတန်ရဲ့စက်တင်ဘာလ26ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါကြီးစုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်အေဂျင့်ညညလေးဖြစ်ကြပါသေးရှင်